္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဩဂုတ်လ10ရက်နေ့တနင်္လာနေ့မှာထွက်ရှိလာတဲ့သတင်းစာတွေဂျာနယ်တွေထဲကစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကာတုန်တွေကောင်းလို့ဖတ်ကြပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာကျွန်တော်ထွန်းထွန်းသိမ်းတဲ့သူကျွန်တော်အောင်သူတို့ကတင်ဆက်ပေးမှာပါခင်ဗျာဟုတ်ကဲ့ပါကောင်းတွေဒီနေ့ထွက်တဲ့သတင်းစာတွေဂျာနယ်တွေမှာပါသတင်းတွေမှာထူးခြားတွေ့ရတယ်ခင်ဗျာဟုတ်ကဲ့ပါဒီကနေ့ထွက်တဲ့သတင်းစာတွေဂျာနယ်တွေရဲ့မျက်နှာဖုံးနေရာမှာကောင်းစီအနေနဲ့နေရာယူထားတဲ့သတင်းတွေကိုကျွန်တော်ဖတ်ပြပေးပါမယ်ခင်ဗျာပထမဆုံးအနေနဲ့ပြည်မြန်မာနိုင်စဉ်သတင်းစာမှာပါတဲ့ကောင်းစီတစ်ပုဒ်ပါပဲခင်ဗျာ ပါတီ၌စိုးသူကောင်းသူရှိမည်ဖြစ်ပြီးကိုယ်စားလှယ်လောင်းတထောင်ခန့်ကိုထိမ့်သိမ်းနိုင်သဖြင့်ပါတီအနိုင်ရာရေးဥတည်၍မဲပေးကြရန်ဒေါန်ဆန်းစုကြည်ပြောကြားဆိုတဲ့သတင်းတစ်ပုဒ်ရယ်နောက်ထပ် Daily Living သတင်းစာမှာပါတဲ့သတင်းတစ်ပုဒ်ဖြစ်တဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးကြပါမယ်ခင်ဗျမြန်မာနိုင်ငံအနှံ့ရေကြီးရေရှမ်းမှုကြောင့်အိမ်တော်စု23,3690စုလူဦးရေ936,296ဦးရေဘေးတင်းခဲ့ပြီး69ဦးသေဆုံးကြောင်းထုတ်ပြန်ဆိုတဲ့သတင်းတစ်ပုဒ်ရယ် နောက်ဆုံးနောက်ဆုံးတစ်ပုတ်အနေနဲ့ကတော့70သတင်းစာမှာပါတဲ့ခေါင်းစည်းတစ်ပုတ်ပါပဲခင်ဗျမြေအတွင်းမှာတန့်စင်ပြီးရေကိုတက်တည်ပြသည့်အနေဖြင့်တမရကိုတိုင်တောက်ပြဆိုတဲ့သတင်းလေးပါခင်ဗျဒီသတင်းကတော့ထူးခြားတဲ့သတင်းလေးတစ်ပုတ်ပါပဲခင်ဗျဟုတ်ကဲ့လွန်ခဲ့တဲ့ကျွန်တော်တို့နှစ်နှစ်ဝင်းကျင်လောက်ကကျွန်တော်တို့စင်ကာပူနိုင်ငံကစင်ကာပူဝင်ကြီးချုပ်ကလည်းစင်ကာပူနိုင်ငံမှာတောက်သုံးရေရှားပါတဲ့အတွက်ကြောင့်မလို့ဒီမိန်လာကနေပြီးတော့တန့်စင်တဲ့ရေကိုကိုယ်တိုင်တောက်ပြခဲ့တဲ့ဖြစ်ရက်ကလေးတခုရှိခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့ဒါနဲ့အလားအလာတူပါဘာလို့ကျွန်တော်လည်းရှိနိုင်ငံသမလာကြီးကလည်းဒါ ရေဘေးတင်ဒေတာကိုတွားရောက်ပြီးတော့ဒီမြစ်ထရရေကိုရေကိုတက်ဆင်ပြီးတော့တောက်ပြခဲ့ဖြစ်ဆုံးဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ဒါလည်းစိတ်ဝင်စားဖို့ကောင်းကောင်းပါခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ကျွန်တော်ကဒီ voice မှာပါတဲ့အိဒါအဘော်ပေါ့လေလက်ရှိဒီကျမရဲ့ဝင်းဌာနအပါတမတော်ဘိုင်းဆိုင်ရာပုံကိုယ်တွေကိုဒီဒီညွှန်ကြားမှု level တွေပေးလိုက်တာနဲ့ပတ်သက်ပြည့်ပြည့်စုံဝေဖန်နေတဲ့ပုံစံခြေထားတဲ့ဟိုအိဒါဘော်တစ်ခုဖြစ်ပါလေဒီမှာကျွန်တော်ခေါင်းစဉ်ကအမိန်ပေးအမိန်ခံကျမရဲ့တို့ဥတည်နေတယ်လို့ဆိုပြီးရေးထားတာပါလွတ်လပ်ရရရှိပြီးနောက်ပိုင်းနဲ့1948ခုနှစ်ကနေ 1958ခုနှစ်အတွင်းမှာတဲ့ပါလီမန်ဒီမိုကရေစီစနစ်ကာလမှာအပမြန်မာနိုင်ငံရဲ့နိုင်ငံရေးနယ်ပယ်မှာတဲ့အဓိက institution တစ်ခုအဖြစ်ကာလကြာရှည်ပါဝင်ပတ်သက်နေရယူထားခဲ့တယ်တဲ့တမတော်ရဲ့ရည်တည်မှုတွေနဲ့အခြေအနေတွေကိုဒါကန့်ကွက်စန့်ကျင်တစိုက်ကတ်မှုတွေရှိနေကြကြပါပဲတဲ့အမျိုးမြင်ရှိတဲ့နိုင်ငံရေးအင်အားစုတွေလူပုဂ္ဂိုလ်တွေနဲ့ဒါမီဒီယာအချို့ကယနေ့အချိန်ထိနားလည်ပေးခဲ့ကြပါတယ်တဲ့ဒါကြောင့်မို့လို့တမတော်ကကမကထပြုကျင်းပပေးခဲ့တယ်တဲ့အနည်းဆုံး 2010ရွေးကောက်ပွဲကိုဒီမိုကရေစီစနစ်သို့သွားရမှာအခြေခံကြတဲ့နိုင်ငံရဲ့နိဒန်းတရားအဖြစ်လက်ခံပေးကာပါတီတွေကိုတဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်းပြန်ကြဖို့တဲ့ပြည်သူလူထုအနေနဲ့လည်းမဲပေးဖို့ device ကဒါစောတိုက်တွန်းခဲ့ပါလေဆိုပြီးတော့ကြီးရတယ်ပြီးတော့ဒီမှာအထူးတစ်ပြင်းနဲ့တမရအိမ်တော်အထုကာကွယ်ရေးတပ်ဖွဲ့နဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ကတပ်မတော်အရာရှိ5ဦးကိုတဲ့ဒါကျမ်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ကုသရေးဝန်ကြီးဌာနရှိဌာနအသီးသီးကိုတဲ့ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်းဒါဂျမနီကကြာကြာရေးထုတ်ပြန်ခန့်ထားလိုက်ခြင်းကလည်းတပ်မတော်ဤငါတကောကောဆရိုက်ကို ထင်းထင်းစွာပေါ်ပြလဲတဲ့ကိုဖြစ်နေတယ်ဒါလည်းရှိကျွန်တော်တို့ဒီကာကွယ်ရေးတပ်ဖွဲ့နဲ့ကာကွယ်ရေးဝန်ထမ်းအောက်ကတပ်မတော်အရာရှိ9ဦးပေါ့လေကျမ်းမာရေးဝန်ထမ်းလက်အောက်မှာရှိတဲ့ကုသရေးဝန်ထမ်းဌာနတွေမှာဒါကျွန်တော်ဂျာလူကြီးပိုင်းကိုဒါပြောင်းရွှေ့ထားလိုက်ရတဲ့ဒါတကယ်ကိုဒုလောဒုလောလေးပြည်သူတွေကြားမှာပြောစရာဖြစ်နေတယ်တဲ့ပြီးတော့ဒီမှာသူစက်ရေးတာကဗြိတိရှ်ကိုလိုနီနဲ့ချက်အစိုးရပင်နေတဲ့ကမ္ဘာအရေးအယာမှာရှိတဲ့၎င်းတို့ကိုလိုနီတွန်ပြုတ်အုပ်ချုပ်တဲ့နိုင်ငံတွေမှာအုပ်ချုပ်ရေးရန်တရားနဲ့စီမံခန့်ခွဲရေးနယ်ပယ်တွေမှာတက်ဆိုင်ရာနယ်ပယ်နဲ့ ပညာရလိုက်တွန်းကျင်နှမ်းဆက်တဲ့ပညာရှင်တွေနဲ့အဲ့ဒီနယ်ပယ်တို့တွေတဲ့နှစ်များစွာစနစ်တကျတည်တံ့လေ့ကျင့်သင်ကြားပေးထားသူတွေကဒါတည်တံ့တောင်းဝင်ပေးခန့်ထားကစစ်ဘက်နဲ့အရာဖက်ကိုတိကျခွက်ချတင့်တုံးပါတယ်တဲ့စစ်အာဏာရှင်စနစ်ကနေဒီမိုကရေစီစနစ်ကိုကူးပြောင်းရမှာတမန်တော်ရဲ့အခန်းကဏ္ဍကိုတဖြည်းဖြည်းဆွတ်ချကတမန်တော်ရဲ့မူရတာဝန်ကိုထမ်းဆောင်သောပြည်သူချက်တော့ပြည်သူလေးစားအားကိုယ်တော်ပြည်သူတမန်တော်ဖြစ်ဒီ၆ကတဲ့တမန်တော်ရဲ့ပုံရိပ်ကိုမြင့်တင်ပေးရမယ့်အချိန်မျိုးမှာတဲ့အခုလိုတမန်တော်နဲ့မြည်တော့မှမတင့်တော်မအပ်ဆက်တဲ့ စစ်ပညာကျမ်းမာရေးနယ်ပယ်မှာတဲ့အမိတ်အာနာဖြင့်ခန္ဓာချင်းကတမတော်ပေါ်မယုံမကြည်တန်လျာအမြင်ဖြင့်ဒါအမြဲအဆိုးအမြင်တွေလူများမှန်ကြောင်တက်တည်ပြတကူဖြစ်နေတယ်တဲ့အထူးအားဖြင့်နဲ့ပင်ကိုအခြေခံတဘောအရာပညာရဆိုင်ရာနယ်ပယ်ဖြစ်တဲ့အပြင်နဲ့ဘွာပေါ်ရှိမြေရစ်စနစ်မျိုးကျင့်သုံးတဲ့နိုင်ငံတွေမဆိုပညာရှင်များကိုယ်တာခန့်ထားရတဲ့နေရာမျိုးမှာနိုင်ငံတကာအတိမတ်ပြုဒီမှာရေးတာနိုင်ငံတကာအတိမတ်ပြုမထားတဲ့ဘွဲ့နဲ့တသွေးတတန်းတမိတ်ကိုစားပြုသူများဝင်ရောက်နေရာယူခြင်းကတဲ့ပညာရနယ်ပယ်အပေါ်တွင်၎င်း နိုင်ငံတော်ရဲ့အာဏာသုံးရတတိတခြားစီကျင့်သုံးနေတဲ့စီဝါကိုက်မှုကို၎င်းနဲ့ရွေရည်ဖြစ်စေရွေရည်ဖြစ်စေတဲ့မထင်မဲ့မြင်ပြုရာရောက်တဲ့အပြင်တမန်တော်ရဲ့ဂုံတွေကအစ်နံကိုလည်းအိုမဲ့တော့ရောက်ကြောင်းသိစေအပ်ပါသည်ဆိုပြီးတော့ဒါ white editor ဖွဲ့ကတုံးတက်ထားတာပေါ့လက်ရှိကျမ်းမာရေးဌာနမှာစစ်ဖက်ဆိုင်ရာပုံကိုယ်တွေကိုရှားလူကြီးကြီးပိုင်းမှာခန့်ထားတာလည်းပတ်သက်ပြီးဒါစစ်ဖက်နဲ့လုံးဝမသက်ဆိုင်တဲ့နယ်ပယ်မှာဒါခန့်ထားတာဆိုပြီးတော့လေဒါ voice ကတုံးတက်ထားတာပေါ့ခင်ဗျဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအပြင်မှာလည်းတကယ် ဟောဝေဖန်မှုတွေပြင်းထန်နေတာလည်းရှိပါတယ်ခင်ဗျချို့တမ်းမာရေးဌာနအောက်ကဆရာဝန်တွေတချို့ဆိုရင်တောင်မှဒါဒီလက်ရှိတာဝန်ထမ်းဆောင်တွေတမ်းမာရေးဌာနဆရာဝန်တွေတချို့တောင်နောက်ထပ်ဆောင်တွေတင်နေတိဖြစ်နေတယ်ဆိုတဲ့တင်နေကြားရတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်ကျွန်တော်ကနောက်ထပ်သတင်းတပုတ်အနေနဲ့ပေါ့နော် daily 11သတင်းစာမှာပါတဲ့သတင်းတပုတ်ပါခင်ဗျ။ဆုံးကလည်းကျွန်တော်တို့ဒီမြန်မာဖုံးကောင်းစဉ်အနေမှာပါထားတဲ့သတင်းတပုတ်ပါပဲခင်ဗျ။ဟုတ်ကဲ့။မြန်မာနိုင်ငံအနှက်ရေကြီးရေရှမ်းမှုကြောင့်အိမ်တော်စု2,2396စုလူဦးရေ 9,963,296ဦးရေပေးတင့်ခဲ့ပြီး69ဦးသေဆုံးကြောင်းထုတ်ပြန်ဆိုတဲ့သတင်းလေးပါခင်ဗျာမြန်မာနိုင်ငံတဝမ်းမှာတဲ့ဇွန်လ24ရက်နေ့ကနေပြီးတော့28ရက်နေ့မှာရှိတဲ့တိုင်းဒေသကြီး3ခုစလုံးနဲ့ပြည်နယ်2ခုမှာ၎င်းနဲ့ဇွန်လ16ရက်နေ့ကနေပြီးတော့ဩဂုတ်9ရက်နေ့အထိတိုင်းဒေသကြီး6ခုနဲ့ပြည်နယ်6ခုမှာ၎င်းနဲ့တဘာဝဘေးအန္တရာယ်တွေကြောက်ရောက်ခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်ရေပေးတဲ့အိမ်တော်စု 2,3693စုလူရေ9,6296ဦးရေပေးတင့်ခဲ့ပြီး69ဦးသေဆုံးခဲ့တယ်လို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရခြားသားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့တာပါခင်ဗျာထို့ကဲ့သို့လည်းရေပေးတင့်ပြည်သူတွေကိုလည်းလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရခြားသားရေးဝန်ကြီးဌာနကလည်းစံရိတ်ခါတန်ဖိုးငွေကျပ်သိန်းပေါင်း900ကျော်နဲ့အရေးပေါ်အစားအစာတန်ဖိုးငွေကျက်ပေါ့နော်သိန်း200ကျော်ဒီလိုမျိုးတန်ဖိုးကုညီထောက်ပံ့မှုတွေဦးတဲ့ထောက်ပံ့ပေးခဲ့ပါတယ် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရေကြီးနှမြုပ်မှုတွေအများဆုံးခံခဲ့ရတဲ့ရခိုင်ပြည်နယ်မှာလည်းရေကြီးနှမြုပ်မှုကြောင့်အင်ဂျီ၈000ကျော်ရေနှမြုပ်ခဲ့တယ်ပေါ့နော်နောက်ပြီးကြတော့၈400ကျော်တဲ့ရေဘေးတင်းခဲ့ပြီးတော့55ဦးသေဆုံးခဲ့တယ်ဆိုပြီးတော့အစိုးရရဲ့ထုတ်ပြန်ချက်အချက်လက်တွေကသိရတယ်ဆိုပြီးတော့ဒီ Daily 11သတင်းစာဖော်ပြခဲ့ပါတယ်ခင်ဗျနောက်တစ်ခုကတော့ရခိုင်ပြည်နယ်အတွင်းမှာလည်းရေကြီးမှုကြောင့်လယ်မြေအေကာပေါင်း3သိန်းကျော်ရေနှိမ့်ုပ်ခဲ့ပြီးတဲ့ သိန်းကျော်ပေါ့နော်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်ပေါ့နော် NG ဘောင်းကတော့ဒီကျွန်တော်တို့တပေါင်းကျော်ပေါ့နော် NG တွေရေကြီးနှမြုပ်ထဲမှာထဲမှာပါဝင်ခဲ့ပြီးတော့ရေကြီးနှမြုပ်မှုကြောင့်ပြိုကျပျက်စီးခဲ့တဲ့ဆယ်ရတော့240ခုတရား20နဲ့ဒဇင်ပျက်စီးခဲ့ပြီးတော့လမ်းဆက်တလမ်းရေနှမြုပ်မှုကြောင့်ပျက်စီးခဲ့တယ်တန်းပေါင်းပေါ့နော်34290ဒသမ468ကျော် ဆုံးရှုံးခဲ့တယ်ဆိုပြီးတော့ဒီသတင်းစာမှာဖော်ပြထားပါတယ်ခင်ဗျဒီရင်းဒေသမှာလည်းကယ်ဆယ်ရေး ကူညီရေးလုပ်ငန်းတွေကိုလိုအပ်နေသေးဖြစ်ပြီးတဲ့ဒေသခံပြည်သူတွေမှာလည်းအခက်အခဲများစွာနဲ့ရင်ဆိုင်နေရတဲ့အတွက်ကြောင့်မလို့ပေါ့နော်။မိုးတဲထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီးတော့ရေကြီးမှုတွေ၊တရားကျိုးမှုတွေ၊မြေပြိုမှုတွေ၊လူသိမ်းဆုံးမှုတွေကဇူလိုင်16ရက်နေ့ကစတင်ပြီးတော့သခိုင်းတိုင်းဒေသကြီးအပါအဝင်ပြည်နယ်နဲ့တိုင်းဒေသကြီးဆက်တက်ခုမှာကြုံတွေ့နေရတယ်ဆိုပြီးတော့ဒီသတင်းသားမှာဖော်ပြထားပါတယ်ခင်ဗျ။အဲ့ဒါနဲ့ဆက်ဆက်နေတဲ့သတင်းတစ်ခုပေါ့လေဒီ7 day မှာပါတာပေါ့။ကျွန်တော်တို့လက်ရှိရေဘေးနဲ့ခံရတဲ့ညောင်သုံးမှာ ဒါတက်မတော်ကတောက်တုံးကြီးနဲ့ဖြန့်ဝေဆိုတဲ့တဲ့တင်မှာဒီမှာ7 day မှာရေးထားတာဗောလေညောင်နှုံးတွေနဲ့ရေတန်းထုတ်သည့်ကားဖြင့်တက်မတော်ကတောက်တုံးကြီးများစတင်ဖြန့်ဝေဆိုရေးထားတယ်မြင့်ရကိုအတုံးပြွေတနာလီကိုတောက်ရေတန်းဂါလန်800ထွက်ရှိတဲ့ရေတန်းထုတ်တဲ့မော်တော်ယာဉ်ဒီဇိုင်းနဲ့တဲ့တက်မတော်ကညောင်နှုံးမြို့မှာရှိတဲ့ရေဘေးတင်ရက်ွက်တွေမှာတောက်ရေတန်းတွေဖြန့်ဖြူးပေးနေပါပြီဆိုပြီးသိရပါတယ်တဲ့ဒီမှာကျွန်တော်တို့အဲ့ဒီညောင်နှုံးမြို့တဘောမဘေးအန်ဒီကာကွယ်ရေးတာဝန်ယူနေတဲ့ဒီဘိုမူကြီးရဲရင်ဝင်းကဒီမှာပြောလာတာရှိတယ်ရေကြပြီးနောက်ပိုင်းမှာတဲ့ဖြစ်ပေါ်တဲ့ဝမ်ယောဂါကိုတိုးတင်ကာကွယ်ချင်တာရဲတဲ့ မြို့ထဲမှာရေတက်မပြတ်သွားစေချင်တာကြောင့်ဒုတိယတပ်မတော် ကာကွယ်ဦးစီးချုပ်ကလွတ်ပေးလိုက်တာဆိုပြီးတော့ဒါဒု7ကိုပြောထားတာဖြစ်ပါတယ်ဟုတ်ပါခင်ဗျာအဲ့ဒီရေတန်းထုတ်လုပ်တဲ့မော်တော်ယာဉ်ကားတဲ့ညောင်တို့မြို့ကိုအောက်ကုတ်ရှိရနေကစတင်ရောက်ရှိခဲ့တာပါတဲ့ညောင်တို့မြေကနေရေတန်းထုတ်ယူနိုင်ခြင်းရှိမရှိကိုဒါချုပ်တင်စမ်းသပ်ခဲ့တာပါတဲ့။အောက်ကုလ9ရက်နေ့မှာတော့ညောင်တို့မြို့ဆက်တလန်းနဲ့ဆက်နလန်းအကြားမှာစုရအဖြစ်ရပ်နာပါတယ်တဲ့။ပြီးတော့ပန်းနိုင်မြေကိုရေတန်းအဖြစ်အသွင်ပြောင်းပြီးရေဘေးတင့်မြို့ပေါ်ရက်ွက်တွေကိုဒါတောက်တုံးကြီးတွေလူတန်းတာဖြစ်ပါတယ်ဆိုဒီမှာရေးတာဖြစ်ပါတယ်။ရေတန်းမော်တော်ယာဉ်ကမြန်မာနိုင်ငံတို့ယခုနှစ်ဖေဖော်ဝါရီလက ရောက်ရှိလာခြင်းဖြစ်ပြီးတပ်မတော်မှာသာ၃စီးရှိပါတယ်တဲ့ဒီလိုရေးတန်းထုတ်တဲ့ရင်ပေါ့လေတပ်မတော်မှာ၃စီးရှိတယ်တဲ့ပြီးတော့တောက်ရေးတန်းဂါလန်၈00ရရှိဖို့အတွက်ဒီဇယ်စီ၄ဂါလန်ခွဲအသုံးပြုရပါတယ်တဲ့မြစ်ချောင်းကန်တွေမှာရေအနက်၃ဘေနဲ့အထက်ရှိပါကအဲ့ဒီမှာပါတဲ့ဆက်နဲ့ရေဆုပ်ပြီးတော့ဒါတောက်ရေးတန်းနဲ့အိမ်သုံးရေတွေကိုထုတ်ယူနိုင်တယ်ဆိုပြီးတော့ဒီမှာရေးရတာဖြစ်ပါတယ်အဆိုပါတောက်ရည်တန်းထုတ်လို့တဲ့ကားကိုညောင်တို့မျိုး၌ရေဘေးကယ်ဆယ်ရေကာလာတစ်လျှောက်ထားစီမှာဖြစ်ပါလေတဲ့လိုအပ်ရင်ကြေးရောက်တွေကိုတောက်ရောက်လူတန်းမှာဖြစ်တယ်ဆိုပြီးတော့ရေးထားတယ် ဒါနဲ့ဆက်ဆက်ပြီးတော့လည်းကျွန်တော်တို့ဒီဆမန်နေ့မှာအဖုံးမှာပဲဒီဓာတ်ပုံတပုံတင်ထားတဲ့နိုင်ငံတော်သမားဥသိန်းစင်ကအဲ့ဒီတပ်မတော်ကာဝေးဥစည်းတော်ကရေတန့်ကားထွက်တဲ့တန့်စင်ပြည်သားရေကိုတောက်ပြအနေနဲ့ပုံလေးဟုတ်ကဲ့ပါခင်ဗျာအထူးကြီးစားဒါဆမန်နေ့မှာဒါကျွန်တော်တွေ့ရတယ်ပေါ့ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျွန်တော်ကဒီပေါ့နော်နောက်ထပ်သတင်းသတင်းတပုတ်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမြောက်ဒီသတင်းစာမှာပါတဲ့သတင်းတပုတ်ကိုကျွန်တော်ဖတ်ပြပေးကြမှာနဲ့ခင်ဗျာ ရန်ကုန်မြို့လူစီကားရနေရာများ၌တဲ့အုပ်စုဖွဲ့အကြမ်းဖက်မှုများနဲ့လူရဲမှုများပုံမှုမြင့်တက်လာသဖြင့်လုံခြုံရေးအထူးသွေးမြင့်ဆောင်ရွက်ဆိုတဲ့သတင်းလေးပါခင်ဗျရန်ကုန်မြို့လေကောင်တဲ့လူစီကားရနေရာတွေမှာအုပ်စုဖွဲ့အကြမ်းဖက်မှုတွေနဲ့လူရဲမှုတွေဖြုတ်ပွားခဲ့မှုကြောင့်လည်းရခိုင်လကထပ်ပုံမှုမြင့်တက်လာကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့၃ခွဲနဲ့ခရိုင်၄ခုမှတပ်ခွဲများပူးပေါင်းကမြို့နယ်အနှံလုံခြုံရေးတွင်းမြင့်ဆောင်ရွက်နေကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဒီလိုသိရတယ်ဆိုရဲရေးထားပါတယ်ခင်ဗျာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလည်းဇန်နဝါရီလ မှားတဲ့ဇူလိုင်32ရက်နေ့အထိလူသက်မှုပေါင်းတရားနဲ့သုံးမှုဖြစ်ပွားခဲ့ပြီးတဲ့လူရက်မှု35မှုအထိဖြစ်ပွားခဲ့ပါတယ်တဲ့ဇွန်လမှာတဲ့လူသက်မှု15မှုနဲ့လူရက်မှု2မှုဖြစ်ပွားခဲ့ပြီးဇူလိုင်လမှာတဲ့လူသက်မှု16မှုနဲ့လူရက်မှု12မှုအထိဖြစ်ပွားခဲ့တာတဲ့ပြင်းမှုကျွန်းလွန်သူအများစုမှာထပ်ပြေးလူမြောက်နေစေဖြစ်ကြောင်းနဲ့သက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲ့မှုရုံးမှသိရပါတယ်တဲ့ဘင်းအောင်ပွဲရုံဝင်လာတဲ့ဩဂုတ်လ2ရက်နေ့ညနေ4နာရီခန့်မှာတဲ့ဒုတ်ဓာလက်နက်ကင်မျိုးစုံကင်ဆောင်ထားတဲ့လူအုပ်စုက လူအုပ်စုကအမျိုးသားတအုပ်ကိုတဲ့ဓမြတိုက်ခဲ့ပြီးတဲ့ဩဂုတ်3ရက်ည7နာရီမှာတဲ့ရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့လမ်းမတော်မြို့နယ်ပြည်လမ်းပေါ်မှာရှိတဲ့ပေါ့နော်ဖာမာမန်ကြီးချိန်ကြမှာနိုင်တဲ့မိမတိအမျိုးသား၄ဦးကဆိုင်ဝင်တန်းကိုရိုက်နှက်ကတဲ့ငွေထုတ်လူရက်မှုများတဲ့ဖြစ်ပွားခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုကတာဝန်ရှိသူတအုပ်ပြောထားတာကတော့လူရက်9တန်းကျော်ရှိတဲ့ရန်ကုန်တိုင်းဒေသကြီးမှာတဲ့ရဲတပ်ဖွဲ့အင်အားနဲတာကြောင်းတဲ့တပ်ဖွဲ့ဝင်တယောက်မှာတဲ့လူ လူ1300လောက်နဲ့လုံခြုံရေးကိုလည်းဆောင်ရွက်ပေးနေရပါတယ်တဲ့ဒါကြောင့်လိုအပ်ချက်တွေရှိလာနိုင်ပြီးဒုစရိုက်မှုတွေအဖြစ်များလာတာအဓိကဖြစ်စဉ်အများစုကတော့ငွေကြေးလိုအပ်ချက်ကြောင့်ရိုက်နှက်လူရက်လူတက်မှုတွေဖြစ်လာတာတွေတွေ့ရပါတယ်တဲ့မြို့နယ်အနှံ့မှာရှိတဲ့စိုင်းတွေအိမ်တွေမှာ CCTV တွေတပ်ဆင်ထားဖို့တိုက်တွန်းပါတယ်တဲ့ဒီမှတ်တမ်းရှိခဲ့ရင်ပြစ်မှုကျွန်းလုံသူမြေသူမြေဝါဆိုတာတီးပြီးစုံစမ်းဖော်ထုတ်ရတာမြန်ဆန်ပါတယ်တဲ့ဒါကြောင့်လည်းပြည်သူတွေကလည်းကိုတက်နိုင်တဲ့ဘက်ကနေပူပေါင်းပါဝင်ကြဖို့ ိုက်သွန်းပါတယ်ဆိုပြီးတော့ဒီရောင်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကတာဝန်ရှိသူတူကပြောပြထားတာပါခင်ဗျ။ဒါနဲ့ပတ်သက်ပြီးတော့သူကဆက်ပြောထားတာကတော့မြို့နယ်အနှံ့မှုကင်းကြဆင်းရေးနေညလုံခြုံရေးအတွက်တကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေပါတယ်တဲ့။မြို့စုံရက်ွက်တွေအထိပေါ့နော်။လှဲလှဲကင်းဆောင်ရွက်တာမျိုးတွေပြုလုပ်ပြီးမတင်ကားတာတွေတွေ့ရင်လည်းလိုက်လံဖန်ဆီးစစ်ဆေးနေပါတယ်ဆိုပြီးတော့တကောင်သူကနေတော့ဆက်ပြောထားတယ်ပေါ့နော်။ဒီတရင်ကတော့ဒီမြောက်ဝတီနေစဉ်တရင်သားမှာပါတယ်ဒီရန်ကုန်မြို့မှာလူရက်မှုတွေဖြစ်ပေါ်တဲ့ဆိုတဲ့ကိစ္စကိုရေးထားတဲ့တရင်တွေတစ်ပုဒ်ပါခင်ဗျာ။ဟုတ်ကဲ့။ ကျွန်တော်ကတော့ဒီ voice မှာပါတဲ့ cartoon လေးပေါ့လေဟုတ်ကဲ့ဒီလက်ရှိရေချင်းနှမျိုးမှုကိုအခြေခံထားတဲ့ cartoon လေးဒီဟိုပြောပြခြင်းနဲ့ cartoon ဒီဆွဲတူကတိမ့်နိုင်တယ်ဒီမှာသူတော်တော်စိတ်ဝင်စားမကောင်းရေးလာတာဒီကျွန်တော်တို့ဒီမှာစိုက်မှုတတ်ထားတယ်လူလူမှုဝန်ထမ်းကယ်ဆယ်ရေးတဲ့အဲ့ဒီဆောက်အုံကြီးကလည်းရေမြုပ်နေတယ်ပေါ့လေဒီခေါင်မိုးလေးပဲပေါ့လေအဲ့ဒီပုံမှာဒီလူမှုဝန်ထမ်းကယ်ဆယ်ရေးကဝန်ထမ်းတွေလိုယူဆရတဲ့ပုံကိုယ်တွေကခေါင်မိုးပေါ်မှာသူတို့ကိုယ်တိုင်ရေပြီးဒုက္ခတွေဖြစ်နေတယ်အဲ့ဒီအဲ့ဒီအချိန်မှာပဲဒီဘောကွင်းနဲ့လူတယောက်ကပြောတယ် ်ကဲပါကဲပါပေါ့လေသူအမှုရာလေးနဲ့သူပြောရအဲ့မှာအဲ့ဒီလူမှုလူမှုဝင်နာကဲဆယ်ရေးဆိုတဲ့အပေါ်ကပုံကိုတည်းကဘာပြောလဲဆိုဘာမှတောင်းဆိုဖို့မစင်းစားနဲ့တဲ့မြင်တဲ့အတိုင်းပဲတုတ်တုတ်လုတ်ပေးနိုင်တာတခုပဲရှိတော့တယ်တဲ့နိုင်ငံတကာအကူအညီတွေတောင်းခံလိုက်ပြီးတယ်ဆိုပြီးတော့ဒါကာနုဆရာကလောင်ပြောင်ပြီးတော့ရေးဆွဲထားတဲ့ကာနုပေါ့လေတတော်ကပဲရေကြီးနေမြို့မှုတွေစတင်ဖြစ်ပေါ်တဲ့အချိန်မှာကျွန်တော်တို့ဒီလူမှုကွန်ရက်ဆာမျက်နှာတွေမှာလူမှုဝင်နာကဲဆယ်ရေးတဲ့နေရာချလိုက်ဝေးထားတဲ့အခုလုံးကြောက်ဆုံးပါတယ်ဖြစ်ရင်ပေါ့တွေးရှိရင်အကြောင်းကြားပါဆိုပြီးတော့အနေနဲ့တောင်းလူတွေကဒါတကယ်ကိုတရော်တဲ့ပုံစံမျိုးကြီးရေးထားတယ်အခုလည်း ဒါကတော့ဆရာပြန်ပြီးတော့ကျွန်တော်တို့တောင်အခြေခံကြီးကြီးဆွဲထားတဲ့ကာတုံးပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီကာတုံးနဲ့ပဲနေ့စဉ်ထွက်ရှိတဲ့သတင်းစာတွေ channel တွေထဲကစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကာတုံးနဲ့ကောင်းတဲ့ဖတ်ကြားပြီးတဲ့အစီအစဉ်ပြီးဆုံးပါပြီဒီ video ကိုကြည့်ရှုတဲ့အတွက်ကျေးဇူးများတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ